ရစီတင်ကိုအားပေးနေကြတဲ့ဗရတညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခါးချောင်းပါစီလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရယ်ဆိုတော့ဒါကျွန်တော်တို့နေ့လေခင်သတင်းလေးတော့ဖြစ်သွားမယ်အဲ့ဒါကကျွန်တော်တို့အဲမနေ့ညကကျွန်တော်တင်ဆက်ခဲ့တဲ့ဒီဒင်းဝီဆန်နဲ့ပတ်သက်ပြီးတဲ့အဲကျွန်တော် update သတင်းပေါ့နော်မနေ့ကရိုမာနိုရဲ့ဖော်ပြချက်မှာတော့အထူးသဖြင့်ဒီကစားသမားရဲ့တောင်းရှိသူတွေကသူတို့ရဲ့ကစားသမားအနာဂတ်အတွက် Real Madrid အသင်းကိုပြောင်းရွှေ့စေလိုကြတဲ့အချိန် Real Madrid အသင်းကလည်းဒင်းဝီဆန်ကိုသဘောကျတယ်ဆိုတဲ့အနေအထားမှာဒီကစားသမားနဲ့အဲဒီ ရမတ်ထရစ်အသင်းတို့ဂျာမာသဘောတူညီမှုရဖို့အတော်လေးနှိစက်နေပြီလို့သတင်းထွက်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီဗီဒီယိုမှာလည်းပြောပါရယ်ဒန်တီဖြစ်တာတော့မဟုတ်ဘူးဒီကလော့စ်ဖြစ်တဲ့အနေအထားမျိုးပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးလို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီကနေ့မနက်ထပ်တက်တဲ့သတင်းမှာတော့ဒိန်းဟူဆန်ကရမတ်ထရစ်အသင်းကိုယတိပြက်ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်မျိုးဟိုမချသေးဘူးအထူးသဖြင့်တော့သူ့အနေနဲ့လက်ရှိချိန်မှာ reconsider ပြန်လုပ်ချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်လာမယ့် အဲ transfer မှာဒါသူ့ကိုစိတ်ဝင်စားမယ့် Premier League club အသင်းတွေပေါ့နော်ဒါကျွန်တော်ခဏခဏ mention နေတယ် Chelsea, Liverpool, Arsenal စားရဲပေါ့နော်ဒီ club အသင်းတွေရဲ့သူ့ပေါ်မှာစိတ်ဝင်စားတဲ့အချက်လက်တွေကိုပြန်ပြီးတော့ကစားသမားဘက်ကစဉ်းစားချင်တယ်လို့ပြောတည်ရတယ်။သူကိုယ်တိုင်လည်းဒါ Premier League မှာအထိုင်ကျနေပြီဖြစ်တယ်။ဆိုတော့သူအနေနဲ့ Premier League မှာလည်းဟိုပါပေါ့ဟိုနေပြောင်းနေဆိုတာကဗျာတည်ချင်တဲ့ကြာတော့ပြောင်းဆိုလိုမျိုးလည်းဖြစ်သွားတတ်တယ်ပေါ့နော်။ဒါ လက်ရှိမူလအသင်းမှာအခြေသွမ်းပြနိုင်ပေမဲ့ဒါမျိုးနီးစပ်တဲ့အသင်းတစ်သင်းတွေကိုပြောင်းမယ်ဆိုရင်တော့မှကျွန်တော်တို့အခြေအနေကအမျိုးမျိုးဖြစ်နိုင်တယ်ဆိုတဲ့အနေအထားမှာသူ့အနေနဲ့နိုင်ငံရခြားအသင်းကိုသွားရင်ကောင်းမလားဒါမှမဟုတ်ပြည်တွင်းကပဲသူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေကသူ့နဲ့ကိုက်ညီမှုရှိနိုင်မယ့်အသင်းတစ်သင်းကိုပြောင်းမလားဆိုတဲ့ပတ်သက်ပြီးတော့ပြန်စင်စားကြနေတယ်လို့တတင်းက update news ထပ်တက်လာခဲ့တယ်။ဒါကြောင့်မလို့ Chelsea အပါဝင် Premier League ကသူ့ကိုစိတ်ဝင်စားနေတဲ့ Arsenal Liverpool အနေနဲ့ပြန်ပြီးတော့ chance ရှိလာတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်ပြီးတော့ Real Madrid အနေနဲ့ကလည်းလက်ရှိချိန်ထိတော့စင်ပေါ်ကနေပြီးတော့ကစားသမားရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းရမယ်ဆိုတဲ့အနေအထားမျိုးမှာရှိနေတာပဲဖြစ်ပါတယ်။ဒါကဒိန်းဟူဆန်နဲ့ပတ်သက်တဲ့သတင်းမှာတစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Exact Disasi ဖြစ်ပါတယ်။အလုံးသီးရဲ့အတိုင်းပဲ Exact Disasi ကလည်းဒါ Chelsea အသင်းအနေနဲ့သူ့ကိုအသုံးပြုတဲ့နေရာမှာ နှစ်နှစ်ကျော်လောက်ရှိလာတဲ့အချိန်တိတ်ပြီးတော့ကစားသမားနဲ့အတင်းကြလမိုင်းမကတ်ဘူးပေါ့နော်ဆန်နာဘတ်လိုလိုရိုက်ဘတ်လိုလိုတော့သူကနှစ်ခုလုံးတော့ကစားလို့ရတယ်ဆိုပေမဲ့သူ့မှာ consistent ဖြစ်တဲ့အနေအထားမျိုးကစားသမားဘက်ကလည်းမပြတတ်နိုင်ဘူးလို့အသင်းဘက်ကလည်း exact disaster နဲ့ပတ်သက်ပြီးတော့ဒါမျိုးပုံမှန်ပွဲကစားခွင့်မျိုးပေးနိုင်ဖို့တော့အခက်အခဲရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒါတွေကြောင့်ပဲလက်ရှိမှာ Aston Villa အသင်းထံမှာအငှားကစားနေတဲ့ကစားသမားကို အငှားစာချုပ်ပြည့်သွားတဲ့အချိန်မှာ Aston Villa ဘက်ကအပိသက်ခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားနေလို့သိရတယ်။အထူးသဖြင့်ကတော့ Aston Villa ရဲ့ staff တွေကိုယ်တိုင်ကသူတို့လက်အောက်မှာ Exetizazi ဟာ Chelsea တင်းမှာရှိခဲ့တဲ့ပြသခဲ့တဲ့ခြေစွမ်းတွေထက်ပိုပြီးတော့ပြသနိုင်တဲ့လားလာတွေရှိတယ်လို့သူတို့ဘက်ကယူဆတယ်။ကစားသမားကိုယ်တိုင်ကလည်းလက်ရှိ Aston Villa ရဲ့နီးပြအောက်ဒီ Aston Villa ရဲ့ staff တွေအောက်ပေါ့နော် training session တွေမှာဆိုလို့ရှိရင် သူ့အတွက်ပို့ပြီးတော့ comfortable ဖြစ်တယ်ပို့ပြီးတော့သူ performance ပို့ထွက်တယ်လို့ယူဆတယ်ပေါ့နော်ဆိုတော့ဒါကဖြစ်တတ်တယ်ဗျတချို့သားသမားတွေကအရန်ကောင်းတယ်ဆိုပေမဲ့ဒါမျိုးအသင်းကြီးတွေစီလာတဲ့ခါမျိုးနဲ့ဒါအလက်လက်တန်းစားအသင်းအသင်းငယ်စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးဟိုခြေစွမ်းတွေကတူတာမဟုတ်ဘူးတချို့အသင်းငယ်မှာအရန်ကောင်းပေမဲ့အလက်လက်အသင်းလောက်ပြောင်းလာပြီဆိုမကောင်းတော့ပြန်ဘူးတချို့လည်းအလက်လက်အသင်းမှာအရန်ကောင်းမယ်အသင်းကြီးရောမကောင်းတော့ပြန်အဲ့လိုဒီခြံမျိုးလေးတွေရှိတတ်တယ်ပေါ့နော် ချိုလည်းအသင်းကြီးမှာအရန်ကောင်းပြီမဲ့အလဲလက်အသင်းနေစဉ်းကစားတဲ့အခါမှာမကောင်းတော့တာလည်းရှိအဲဒီလိုမျိုးဖြစ်နေတဲ့အချိန်ဒစာစီအနေနဲ့ကတော့လက်ရှိ Astro Villa မှာသူ့ရဲ့ performance ပိုထွက်တယ်လို့သူကယုံကြည်နေတယ်ဆိုတော့ကစားသမားဘက်ကလည်းယုံကြည်နေတယ်လို့သူ့ကိုလက်ရှိမှာအငှားခုန်ထားတဲ့အသင်းဘက်ကလည်းခေါ်ယူဖို့ဆန္ဒရှိနေတဲ့အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ AZ Disasi ရဲ့ အပြောင်းရွှေ့ပေါ့နော်ချက်စီတက်မကလည်းအစိုးရတဲ့က ACDCC ကိုရှင်းထုတ်ဖို့အတွက်ဆန္ဒရှိတယ်လို့တရင်တွေထွက်ထားတဲ့အချိန်မှာ ACDCC ရဲ့အပြောင်းရွှေ့တရင်ကလည်းစောင့်ကြည့်ရမယ့်အထဲမှာပါဝင်နေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်ရဲ့တိုက်စစ်ကစားသမားဖြစ်သူခရစ်စတိုဖာအန်ကွန်ဂူဖြစ်ပါတယ်။အန်ကန်ဂူကလာမယ့်အဲမန်ချက်စတာ United အသင်းရဲ့ပွဲစဉ်မှာအပါဝင်နိုင်မှာမဟုတ်ဘူးလို့မာစကာကတော့ပြောကြားသွားခဲ့တယ်ပေါ့နော်။ဒါပေမဲ့လာမယ့် Nottingham Forest အသင်းရဲ့ပွဲစဉ်မှာတော့အန်ကန်ဂူအနေနဲ့ပြန်လည်ပြီးတော့ ဟိုချက်စီးတဲ့နဲ့တူပူပေါင်းပါဝင်ကစားနိုင်မဲ့အနေထားမျိုးရှိတယ်လို့ပြောသွားတယ်။ဒါကတော့ကျွန်တော်တို့လက်ရှိလက်တလောရှင်ပြန်ကစားမဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးအန်ကန်ကူရဲ့သတင်းပေါ့နော်။တစ်ဖက်မှာတော့အန်ကန်ကူရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်လည်း brother ညီကိုပြည်သက်တွေအားလုံးအမြဲတမ်းကြားနေတဲ့အတိုင်းပဲပေါ့နော်။အန်ကန်ကူဟာချက်စီးတဲ့ကနေထွက်ဖို့အတွက်တာဆူနေတဲ့ကစားသမားတူဖြစ်တယ်လို့ကလပ်သင်းဘက်ကလည်း win-win situation သွားကျင်တဲ့အနေထားအရာအန်ကန်ကူကိုရောင်းချမှာပဲဖြစ်မယ်။ဘာလို့လဲဆိုတော့လက်ရှိအန်ဆိုမာရက်စကာရဲ့လက်အောက်မှာ အကန်ကူအတွက်ပွဲထွက်ခွင့်ပလန်ဆိုတာမရှိတလို့နေပါတလို့မတ်စကာကလည်းသူ့ရဲ့ပလန်မှာအကန်ကူသည်အရေးပါတဲ့ကစားသမားတယောက်မဟုတ်ဘူးဆိုတဲ့အနေအထားမျိုးဟိုကျွန်တော်တို့သတင်းတွေကထွက်ခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဒီနေ့ထားမှာပထမတော့ဒါဂျာမန်ထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ဘိုင်မြူနစ်အသင်းကစိတ်ဝင်စားရတဲ့ဆိုတဲ့အနေအထားကနေအခုတော့ဒါပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကလည်းခရစ္စတိုဖာအကန်ကူရဲ့ available ဖြစ်မှုနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလာကြတဲ့အပိုင်းတွေရှိတယ်အဲ့ဒါက Newcastle အပါအဝင်တခြားသော United တို့ကစိတ်ဝင်စားနေတယ်တခြားအမည်မဖော်တဲ့ဟိုအသိပ်ပြီးတော့နာမည်မထွက်သေးတဲ့ Premier League ကလပ်အသင်းကြီးတွေရာဆိုလို့ရှိရင်လေအန်ကန်ကူရဲ့အခြေအနေနဲ့ပတ်သက်ပြီးစောင့်ကြည့်နေတယ်အထူးသဖြင့်အန်ကန်ကူဒီ ဟိုဘော profile ရဆိုလို့ရှိရင်ဒါတင်းကိုပိုင်းနဲ့ပတ်သက်လို့ရှိရင်စိတ်ချတဲ့ကစားသမားတယောက်လိုယူဆထားတယ်ဒါပေမဲ့ chess မှာတော့သူဒီ drift လဲနေတာပေါ့နော် drift drift ဆိုတော့အဲ့လိုအနေထားမျိုးလို့ယူဆနေကြပြီးတော့ဂျန်နဲ့အသင်းတွေနဲ့မျက်စိကြနေလို့ကျွန်တော်သိရတယ်အင်္ဂကူကိုရိုင်းကလည်းယာတီကုံမှာ chess ကနေထွက်ဖို့စိတ်ကူးထားပြီးဖြစ်လို့ chess တင်းဘက်ကလည်းဒါတို့မျှော်မှန်းတဲ့ price နဲ့နီးနီးဆက်ဆက်ဖြစ်မယ်ဆိုလို့ရှိရင်တော့အင်္ဂကူကိုဒါ chess အသင်းဘက်ကရောင်းချမယ်ဆိုတဲ့အနေထားမျိုးမှာယက်တည်နေတယ်လို့အာကျွန်တော်နေသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါက အကန်ကူဖြစ်တယ်ဆိုတော့အကောင်းဆုံးအသင်းကိုပြောင်းရွှေ့ပြီးတော့ချက်စီးသင်းလဲမျိုးမျိုးမြမြပြောင်းရွှေ့ကြလေးရရှိပါစေလို့ကျွန်တော်အနေနဲ့တောင်းဆုပြုပါတယ်ဆိုတော့ဒါကခရစ်စတိုဖာအကောင်းကူဖြစ်ပါတယ်တဖက်မှာတော့ကျွန်တော်ရဲ့နီးပြကြီးဖြစ်တဲ့အန်ဆိုမာရက်စကာကသူ့ရဲ့ကစားသမားတွေအပေါ်မှာ pressure တစ်ခု ပေးလိုက်တာပါ pressure ဆိုတုံးအားပေါ့နော် push လုပ်လိုက်တယ်ဆိုရင်ဒါမျိုး pressure တော့မဟုတ်ပါဘူး push လုပ်လိုက်တယ်ဆိုရင်ဒါမျိုးဖြစ်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ချက်စီကစားသမားတွေအနေနဲ့ လက်ကျန်ပွဲစဉ်ပရီးမီးယားလိပွဲစဉ်တွေကိုတော့အကောင်းဆုံးဒါချန်ပီယံစိတ်ဓာတ်မျိုးနဲ့ချန်ပီယံကစားခြင်းနဲ့စိတ်ဓာတ်မျိုးချန်ပီယံစုကိုစွခူးခြင်းနဲ့ဆိုတော့စိတ်ဓာတ်မျိုးတွေနဲ့ကစားဖို့အတွက်ကိုမတ်စကာဘက်ကတိုက်တွန်းလိုက်တယ်လို့ကျွန်တော်တို့သိရပါတယ်အာသူဒီ ကစားသမားတွေအပေါ်မှာတွန်ယုံတန်ယုံတော့မာစကာလည်းကာကွယ်ပေးတတ်တဲ့နီးပြမျိုးပဲပေါ့နော်ဒါပေမဲ့ဒါမမျော်လင့်မဲနဲ့ညူကာဆယ်ကိုရှုံးသွားတယ်ဆိုတဲ့အနေထားမျိုးပေါ့ဆိုတော့အဲ့လိုမျိုးတွေကအများကြီးတိုက်တဲ့ race အဲ sorry တိုက်တဲ့ race မဟုတ်ပေါ့နော် champion league race ပေါ့နော် top 4 race အတွက်အများကြီးထိခိုက်မှုရှိစေတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့လက်ချံပွဲစဉ်ဘာဘလောက်မှလည်းမကြံတော့တဲ့အနေထားမှာအဲ့ဒီပွဲစဉ်တွေမှာတော့အကောင်းဆုံးရေကုန်ရေခန့်ကစားကြဖို့အထူးသဖြင့် United အသင်းရဲ့ပွဲစဉ်အခုထိတ်တိုက်တွေ့ဖို့ရှိနေတဲ့အချိန်မှာသူတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကစားဖို့နော် ဒီနောက်ရာသီမှာချန်ပီယံလိဝင်ခွင့်အတွက်ကိုတေချာစေမဲ့စိတ်ဓာတ်မျိုးနဲ့ကစားဖို့တော့ကစားသမားတွေကိုတိုက်တွန်းထားတယ်လို့ကျွန်တော်နေသိရတာဖြစ်ပါတယ်။ဒါကတော့အစိုးကြီးတွေကတိုက်တွန်းနေတာဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ Chelsea အသင်းနဲ့ဟိုကစားသမားတွေနဲ့နီးပြကြားမှာကအများကြီးဒါပေါ်တိုက်ထိခိုက်မှုတွေကရှိနေတယ်ဆိုတဲ့အခြေအနေမျိုးကိုရှောင်ရှားနိုင်ဖို့အတွက်ပေါ့နော်။ဆိုတော့ဒါက Marseille တောင်းဆိုမှုဖြစ်ပါတယ်။ကျွန်တော်တို့လည်းထောက်ခံအားပေးပါတယ်။ Chelsea အသင်းကစားသမားတွေအနေနဲ့အကောင်းဆုံးကြော်ဖြတ်ပြီးတော့လာမယ့်ရာသီမှာ Top 4ကို ဝင်ပြီးတော့လာမယ့်ရာသီ Champions League ကစားနိုင်ပါစေလို့တောင်းဆုပြုနေတဲ့ဒီဗီဒီယိုတော့ကျွန်တော်နေဒီဘလောက်မှာပဲရနာအဆုံးသတ်ခွင့်ပြုပါဆုံးဖြတ်ကြည့်ရှုအားပေးရတဲ့ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ